နိုင်ငံရေးကိုစားပြုသွားပြိုင်တဲ့လူတယောက်ကဥမာအဖြင့်ဟိုပေါ့ဒီအကောက်ကိုမလိုက်နိုင်ဘူးဆိုမကလည်းဘာမှမဖြစ်ဘူးဒီတဲ့ပူလွယ်တဲ့ဟာမျိုးလေးပူရှိရပေါ့အဲ့ဒါလေးတွေလုတ်ပြီးသွားမှဆိုတော့ကျွန်တော်ထင်တယ်ဒါတော့ရုပ်ပြည့်စင်ပြတ်သိမဖြစ်ဘူးတဲ့အခုကအဲဒူးတွေပါပေါ်ပြီးတော့သိရမလားဟိုကတာတော့အဆင်မပြေဘူးပေါ့ဆရာမဒေါ်ဆန်းနူကနေပြီးတော့ဒီပကန်းပကန်းအကခေါ်တာပေါ့ဒီအကောက်ကိုသူထွင်ခဲ့တာ အဲဆီယမ်မတော်ဆိုင်သူကလက်ရှိနေထားမှာရှိနေသေးတယ်သူလာဒီဟာကြီးလိုက်ပြီလို့တခါနှလုံးရောကရပ်ပြီးသေသွားနိုင်တယ်မမတော့ကျွန်တော်ထင်တာတော့ဒီကာမျိုးကိုသူတို့မရွေးချယ်သင်ဘူးလို့ကျွန်တော်ထင်တယ်နောက်တစ်ခုကသူဟိုတင်ပေးတဲ့ဆရာနေလေဒါဟုတ်တော့အချံပေးတဲ့နေပေါ့တမီးဒီကတော့မဖြစ်နိုင်ဘူးဟိုကတော့ဖြစ်နိုင်လေဆိုတဲ့ဟာမျိုးပေါ့ဘယ်သူတင်လဲတော့မသိပါဘူးအပြစ်ပြောတာတော့မဟုတ်ဘူး ကျွန်တော်အဲသူများတွေတင်တာတွေ့ပြီးတော့ကျွန်တော်လည်းအဲ့ဒါလေးကိုတည်တည်ချာလေးကြည့်ပြတယ်ပေါ့ကြည့်ပြတယ်ဆိုတဲ့အခါကျတော့ဒီအားဖြင့်ကျွန်တော်တို့ပွဲရှာတယ်လို့လူတွေကပြောခံရတယ်ဗျာအမှန်မှန်တော့ကျွန်တော်တို့ကတော့ဟိုဒီအားဖြင့်ကျန်တာဆိုတော့တိတ်မပြောဖြစ်ဘူးဒါပေမဲ့မြမရင်ကျင်းမှုနဲ့ဆက်ဆက်ပြီးတော့ဖြစ်လာတဲ့အကြောင်းအရာတွေဖြစ်တဲ့တွေ့ကျွန်တော်ဒီအကြောင်းလေးကိုပြောဒါလေးကိုတင်ပြတာပေါ့ဘာဖြစ်လို့ဆိုတော့သူတို့ဂျိုးရာကိုချစ်လို့ဖြစ်စီပေါ့ဂျိုးရာကိုမျက်နှာလို့ဖြစ်စီသူတို့လောက်တာကိုကျွန်တော်ဘာမှမပြောတော့ဘူးဒါပေမဲ့ပေါ့ဒီဟာကို ူကချစ်တာနဲ့ဖြတ်တဲ့ဘက်ကိုရောက်သွားမှာဆိုပြက်တဲ့ဘက်ကိုရောက်သွားမှာစိုးရင်လို့ကျွန်တော်တရားပြောရတာပေါ့။ဘာလို့ဆိုပြီးတော့လေနိုင်ငံတကာနဲ့ဆိုင်တဲ့ကိစ္စတခုဖြစ်တဲ့အခါကျတော့ကျွန်တော်နိုင်ငံရေးကိုစားပြုသွားပြိုင်တဲ့လူတယောက်ကဥပမာအဖြစ်ဟိုပေါ့ဒီအကောက်ကိုမလိုက်နိုင်ဘူးဆိုမကလည်းဘာဖြစ် အဲကိုလိုက်နိုင်တဲ့ဥပမာပကန်းတို့တကြံတို့အများကြီးရှိတယ်ပေါ့နည်းနည်းတီးတဲ့ပူလွယ်တဲ့ဟာမျိုးလေးပူရှိရပေါ့အဲ့ဒါလေးတွေလုတ်ပြီးသွားမှာဆိုတော့ကျွန်တော်ထင်တယ်ဒါတော့ရုပ်ပြည့်စင်ပြတ်သိမဖြစ်ဘူးထင်တယ်အခုကအဲဒူးတွေပါပေါ်ပြီးတော့သိရမလားဟိုကတာတော်တော်အဆင်မပြေဘူးပေါ့အဲအဲ့ဒါကိုကြည့်ပြီးတော့ကျွန်တော်နည်းနည်းလေးနည်းစိတ်ထဲလေးတမျိုးဖြစ်သွားလို့တင်လိုက်တာပေါ့ဟာအဲဒီကပြိုးပြိုးတော်ကမဟုတ်ဗျမမှန်ပြောရရင်တော့ဒီအကကတော်တော်ခက်တယ်တော်တော်ခက်တယ်ဆိုတာယင်ချင်းမှုကထွက်လာတဲ့လူတော်တော်များများဒီအကကတ်တယ် မူရင်းအကရှိမူရင်းကလွန်ခဲ့တဲ့ကျွန်တော်ထင်တယ်ကျွန်တော်ယဉ်ကျေးမှုမှာရှိတဲ့အချိန်ဆိုတော့လွန်ခဲ့တဲ့အနှစ်20ကျော်ပေါ့အဲ့ဝင်းကျင်လောက်ကဆီယာမဒေါ်ဆန်းနုဆိုတာရှိရယ်ဆီယာမဒေါ်ဆန်းနုကနေပြီးတော့ဒီပကန်းပကန်းအကခေါ်တာပေါ့တော့ဒီအကကိုသူထွင်ခဲ့တာအာဆီယာမဒေါ်ဆန်းနုကလက်ရှိနေထားမှာရှိနေသေးတယ်သူဒါဒီဟာကြီးလိုက်ပြီလို့တခါနှလုံးရောကရပ်ပြီးထေသွားနိုင်တယ်ဘာလို့ဆိုဒီကအပြိုတော်အကထက်ပိုခက်တယ်ကောက်ွက်တွေတအားစိတ်တာပေါ့ ကောက်ွက်တဲ့မူရင်းကောက်ွက်တွေပြန်ကြည့်ရင်သိနိုင်တယ်ကောက်ွက်တွေတအားစိတ်တယ်ပြီးတဲ့အခါကျတော့ဒီတီးလုံးရဲ့ music ကလည်းကြမ်းတယ်ပေါ့ဗျအဲ့အခါကျတော့တရားဟိုတာမန်ပေါ့တာမန်ကတ်တတ်တဲ့လူတယောက်ဆိုရင်ဒီကမကနိုင်ဘူးအဲ့တော့ယဉ်ကျေးမှုမှာရှိတဲ့လူကျတော့နည်းနည်းလေးပေါ့ပဏာအကြောင်းစင်းတွေပါတယ်ယဉ်ကျေးမှုတက်ကူတော့ပါတယ်အဲ့လိုလူမျိုးတွေတော့မတော်တော်ထွင်းယူပြီးတော့ကရတဲ့အကမျိုးပေါ့မမတော့ကျွန်တော်ထင်တာတော့ဒီကမျိုးကိုသူတို့မရွေးချယ်သင်ဘူးလို့ကျွန်တော်ထင်တယ်နောက်တစ်ခုကသူ့ကိုသင်ပေးတဲ့ဆရာအနေနဲ့ဒါတော့ အကြံပေးတဲ့နေပေါ့။တမီးဒီကတော့မဖြစ်နိုင်ဘူး။ဟိုကတော့ဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့။ဘယ်သူသင်လဲတော့မသိပါဘူး။အပြစ်ပြောတာတော့မဟုတ်ဘူး။အဲ့လိုမျိုးလေးအကြံပေးပြီးတခြားဟာချိန်လိုက်လို့ပိုကောင်းမှတင်မယ်။ဟာကျွန်တော်တို့ကအပြစ်ပြောတာမဟုတ်ဘူး။ဒါပေမဲ့ဟိုသူကတဲ့အကာကနည်းနည်းလေးသိမကောင်းဘူးမကောင်းဘူးဆိုတာသိရမလား။မြန်မာအကနဲ့နည်းနည်းလွတ်နေတယ်လို့ဖြစ်တာပေါ့။သူကအချိုးအစားရအောင်ပါပြီးတဲ့ခါကျတော့အဲကျွန်တော်တို့ကိုယ်တိုင်လည်းပနာချောင်း၃နှစ်လောက်တက်ရ။၃နှစ်လောက်တက်ပြီးရတော့ကျွန်တော်တို့ရင်ကျေးမှုမှာကျွန်တော်ထပ်ပြီးတော့ဓာရီထပ်ခါတလဲလဲကျွန်တော်တင်ရသေးတယ် အဲ့တော့ကျွန်တော်ဒီအကတခုကအတလောက်မလွယ်ဘူးဗျပေါ့တင်းတော့ပေါ့တာမန်လူတယောက်ကပခန်းဆိုပြီးထားကားလို့ကျွန်တော်ထင်လို့ပဲဘလုံးမဖြစ်စီအကံမရှိဘူးဘာလို့ဆိုဒီအချိုးစားတွေဒီ net ဒိုးဖြစ်တဲ့အတွက်လိုက်ရတာတအားခက်တဲ့အတွက်မဖြစ်နိုင်ပါဘူးအဲ့တော့အခြားဟာကိုရွေးချယ်တဲ့နေလို့ကျွန်တော်ထင်တယ်ဟုတ်အမှန်တိုင်းပြောရမှာဆိုရင်ဒီလိုမျိုးမြန်မာအကကိုလုံမယ်ဟေ့မြမရိုးရအောင်လုံမယ်ဟေ့ဆိုရင်ကျွန်တော်ထင်တာတော့ ။တပင်အစည်းယုံကနေပြီးကွန်ပျူတာတောင်းတာတို့တို့နဲ့ညှိနှိုင်းတိုင်ပင်တာတို့ဥမာရင်ဂျင်းဝင်းဌာနကနေတာဝန်ရှိတဲ့သူပေါ့အဲ့လိုချိတ်ဆက်ပြီးတော့နည်းနည်းသေးသေးတက်တက်ကလေးတော့လှုပ်စီကြတယ်။အာမြန်မာနိုင်ငံရဲ့ရိုးရာတစ်ခုကိုသူတို့ကဟိုမီဒီယာခေါ်တာပေါ့ဒီစင်မြင့်မောင်ကနေသူတို့ကထုတ်ဖော်ပွင့်ရတဲ့အတွက်ဒါကိုလှုပ်မယ်ဆိုရင်လေကျွန်တော်တို့အချိန်ယူပြီးတော့ပြည့်မလားအချိန်ယူပြီးတော့ကျွန်တော်လှုပ်စီကြ